အေဂျင်စီပွားရေးလုပ်ငန်းတွေကိုတည်ထောင်သူမြန်မာပြည်ရဲ့ထင်ရှားတဲ့စီးပွားရေးလုပ်ငန်းရှင်ဦးချစ်ခိုင်ပြန်လည်လွမြောက်လာကြောင်းစီးပွားရေးလုပ်ငန်းရှင်ကြီးတဦးမှ BTV Business ကိုအတည်ပြုပါရီဦးချစ်ခိုင်ဟာတည်ချစ်ကြောင်မီတွေဆက်ယုံအတွက်အခွန်တွေရုံနဲ့ပေးဆောင်ခဲ့လို့အာကတိလိုက်စားမှုနဲ့2022ခုနှစ်ဧပြီလမှာအေးအေးခံခဲ့ရတာပါအဲဒီနောက် NLD အစိုးရလက်ထက်ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ဦးအောင်ဝင်းဦးအောင်ခိုင်နဲ့ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်တို့နဲ့အတူဖမ်းဆီးခံရခြင်းလည်းဖြစ်ပါရီ ဦးချစ်ခိုင်အနေနဲ့ဧပြီ12ရက်နေ့နနက်9:00နာရီကျော်ခန့်ကမန္တလေးမြို့အိုးဘုတ်အချင်းထောင်ကနေပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်းသိရပါတယ်။အေရင်လုပ်ငန်းစုဥက္ကဋ္ဌဦးချစ်ခိုင်ဟာစိုက်ပျိုးရေးနှင့်လေယာစီးပွားကဏ္ဍ၊ဗန်လုပ်ငန်းကဏ္ဍ၊စွမ်းအင်၊ဟိုတယ်နှင့်ခရီးသွားစောက်လုပ်ရေး၊စားတောက်ဆိုင်၊စိုက်ပျိုးရေးထုတ်ကုန်စတဲ့လုပ်ငန်းအများအပြားကိုရင်းနှီးမြှုပ်နှံလုပ်ကင်လျက်ရှိကြောင်းမှခင်ဗျာ။ ဧပြီလ9ရက်နေ့ကရန်ကုန်မြို့ရွှေပြည်သာရွှေမဲစိတ်ကမ်းကိုဘီလက်မြေတန်ချိန်1500ထပ်မံရောက်ရှိလာကြောင်း NASA ကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။ကော်တောင်နေဆက်ကုန်သွယ်ရေးစခန်းကတဆင့်တင်သွင်းလာတဲ့ဘီလက်မြေရေရင်တွေစင်ဆက်မပြတ်ရောက်ရှိနေတယ်လို့ဆိုပါတယ်။ယခုကာလအတွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက်လိုအပ်တဲ့ဘီလက်မြေကိုတင်သွင်းခွင့်ပြုထားပြီးဘီလက်မြေတင်ရေရင်တွေအပတ်စဉ်ရောက်ရှိလာမယ်လို့သိရှိရကြောင်းပါခင်ဗျာ။ ငလျင်ပေးတဲ့မြန်မာပြည်သူတက်တသမတက်တန်းကိုလူသားချင်းစာနာမှုဆိုင်ရာပံ့ပိုးကူညီမှုတွေပေးနိုင်ဖို့အမေရိကန်ဒေါ်လာ295တန်းလိုအပ်ကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA ကထုတ်ပြန်ပါတယ်မြန်မာနိုင်ငံမှာငလျင်လုတ်ခတ်ပြီးနောက်ပိုင်းလူပေါင်းများစွာဟာအိုးအိမ်တိုက်တာတွေပျက်စီးခဲ့ရသလိုလျှက်စစ်မီနဲ့ရေမရရှိတာတွေဘေးကင်းလုံခြုံမှုမရှိဘဲနေထိုင်ရတာတွေအဆရှိတဲ့ခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်နေရတယ်လို့ဆိုပါတယ် ဒါကြောင့်ကုလသမဂ္ဂအရေးပေါ်တုံ့ပြန်ရေးဗဟိုရမုံငွေကနေမြန်မာနိုင်ငံမှာငလင်လောက်ခတ်ပြီးနိုင်ပိုင်းအတွင်းမှာပဲစာနယ်ရိက္ခာရေနဲ့အရေးပေါ်ပစ္စည်းတွေအလင်းအမြန်ကူညီနိုင်ဖို့ရာရမုံငွေချပေးခဲ့ပါတယ်။ကုလသမဂ္ဂနဲ့မိဖက်အဖွဲ့တွေအနေနဲ့စေဝါကူတာမှုအမို့အကာဘေးကင်းသောရေတကူရေတန်ရှင်ရေးတုံ့ပစ္စည်းတွေနဲ့အစားအစာတွေအပါအဝင်အကူအညီတွေထောက်ပံ့ထားပြီးပံ့ပိုးမှုတွေပုံမှုလှုပ်ဆောင်ဖို့အပေါ်ရမုံငွေကအရေးကြီးတယ်လို့ဆိုထားကြောင်းပါခင်ဗျာ။ မန္တလေးငလျင်ကြီးကျောင်းပျက်စီးဆုံးရှုံးမှုများအတွက်အာမခံရောကြီးအဖြစ်70ဘီလီယံခန့်ပေးလျော်ရနိုင်ကြောင်းမြန်မာအာမခံလုပ်ငန်းကနေသိရပါတယ်မြန်မာအာမခံလုပ်ငန်းအနေနဲ့လက်ရှိမှာရောကြီးတောင်းခံစာအဆောင်ရေ158ဆောင်ခန့်လက်ခံရရှိထားတယ်လို့မိအာမခံရောကြီးဌာနဒုတိယအထွေထွေမန်နေဂျာဦးထွန်းလင်းကပြောပါတယ် အာမခံထားရှိမှုတွေအတွက်တမတ်ချက်တွေဖြစ်လျှော့ပေးထားပြီးမြို့နယ်ထွေအုပ်မိသက်မူဆလာနဲ့စီပင်အဖွဲ့ဝင်တွေပါဝင်တဲ့ရော်ဂျီစစ်စီရဲ့အဖွဲ့ရဲ့အစီရင်ခံစာပေါ်မူတည်ကပေးလျော့သွားမယ်လို့ဆိုပါတယ်ရော်ဂျီတွေကိုအလုံးစုံဆုံးရှုံးမှုတွေအတွက်အာမခံထားတဲ့အတိုင်းအလုံးစုံပေးချေမှာဖြစ်ပြီးတစိမ့်တဒေတာဆုံးရှုံးမှုအတွက်တော့ဆုံးရှုံးတဲ့အစိမ့်အပိုင်းအတွက်ပြင်ဆင်စရိတ်အဖြစ်ရော်ဂျီငွေပေးချေသွားမယ်လို့သိရှိရကြောင်းပါခင်ဗျာ ိုင်းအစိုးရပိုင်စွမ်းအင်ကုမ္ပဏီ PTTEP ကမြန်မာကမ်းလွန်လောက်ကွက်တစ်ခုဖြစ်တဲ့ရတနာစီမံကိန်းမှာတဘာဝတံငွေတိုးမြင့်ထုတ်လုပ်ဖို့မြန်မာရေနံနဲ့တဘာဝတံငွေလုပ်ငန်း MOG နဲ့သဘောတူထားပါတယ် ရတနာကန်လွန်စီမံကိန်းအထွတ်တိုးရေးပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီချက်ကို April 9ရက်နေ့မှာ MOG နဲ့ PTTEP တို့အကြားလက်မှတ်ရေးထိုးခဲ့ကြောင်းစွန့်ဝင်ဝင်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။သဘောတူညီချက်အရသတ်မှတ်ချိန်အတွင်းတဘာဝတန်းငွေတွေတိုးမြင့်ထွက်ရှိမယ်လို့ယုံကြည်ပြီးထိုင်းပြည်သူတွေလည်းမျှဝေတုံ့ဆွဲခွင့်ရရှိမယ်လို့နာဆာကစွန့်ဝင်ဝင်ကြီးဦးကုတ်ကိုလွင်ကပြောပါတယ်။ PTTEP အနေနဲ့ရတနာကန်လွန်စီမံကိန်းမှာမူလစီမံခန့်ခွဲသူဖြစ်တဲ့ပြင်တစ်စွမ်းရည်ကုမ္ပဏီတိုတယ် Energy ထောက်ခေါ်သွားပြီးနောက်လလွဲရယူခဲ့တာပါဒါအပြင် PTTEP ဟာစောတိကနဲ့ M3 သဘာဝတံငွေစီမံကိန်းတွေမှာလည်းအကြီးစားရင်းနှီးမြှုပ်နှံသူနဲ့ကြီးကျက် လုပ်ကိုင်သူအဖြစ်ပါဝင်လျက်ရှိပါတယ် PTTEP အနေနဲ့အဆိုပါလောက်ကတွေမှာ Twin Tip Tupora တွေပါဆက်လက်လုပ်ကိုင်နေပြီး NASA ကအတွက်အကျိုးအမြတ်တွေရှာဖွေပေးနေတယ်လို့ Justice for Myanmar ကထုတ်ပြန်ထားကြောင်းမှာခင်ဗျာ